ဟုတ်ကဲ့ပါဒီခါမှာတော့မေးထားတဲ့မေးခွန်းတွေတည်းရပေါ့နော်ကျွန်တော်တို့ဒီတထေးပြောင်းတဲ့ကိစ္စဒီလူဟောင်းသမားတွေပေါ့တတန်းတိုးတဲ့အဖွဲ့တွေတထေးပြောင်းလို့ရပြီလားဆိုတဲ့မေးခွန်းပေါ့နော်အဲ့တော့အလौရှင်နေရာမတူကြဘူးနော်တချို့ကလည်းအလौရှင်ဟောင်းမှာမလုတော့ဘူးလက်ရှိမှာတော့မိမိတို့ရဲ့လက်ထဲမှာ CI စာအုပ်တွေ BG စာအုပ်တွေနော် PV စာအုပ်တွေနဲ့ဝက်ပါမစ်အဟောင်းတွေတတန်းကုန်ခဲ့တဲ့ဝက်ပါမစ်တွေပြီးရင်တတန်းတိုးဖို့အတွက်နော်ရှောက်တင်ထားတဲ့ဒီနင်လစ်စာရွက်တွေပေါ့နော် မိမိတို့လက်ထဲမှာဒီနေလေးစာရွက်တွေကင်ထားပြီးတော့နော်တတိအဟောင်းကနေအလုတ်ထွက်လာတဲ့သူတွေတတိပြောင်းမဲ့ကိစ္စပေါ့နော်အဲ့တော့လုတ်လို့ရတဲ့နီးတနည်းရှိပါတယ်အဲ့ဒါဘာလဲဆိုတော့မိမိတို့ရဲ့လက်ထဲမှာတတန်းတို့ဖို့အတွက်ပြင်ဆင်ထားတဲ့အချက်လက်တွေပြည်စုံရမယ်ပြောရမယ်ဆိုရင်တော့နေလေးစာရွက်ထွက်ထားပြီးသားသူတွေပေါ့နော်ကျွန်တော်တို့အစတုန်းကတော့မာရှိုင်ဘက်မှာလုတ်တယ်ပေါ့ဥပမာအခုကျွန်တော်တို့ချွန်ပူလီကိုပြောင်းနေဓမ္မမို့ဘန်ကောက်ကိုပြောင်းနေစမူပကံကိုပြောင်းနေဟလား ဘယ်ကိုပြောင်းနေညာကိုပြောင်းနေပေါ့အဲ့လိုပြောင်းတဲ့အခါမှာကျွန်တော်တို့အနေနဲ့ကတတိပြောင်းမဲ့နေရာအစ်စ်အလုရှင်ကနေပြီးတော့เนาะအလုရှင်အစ်စ်ကဘယ်မှာပဲရှိရှိရှိတဲ့နေရာကအလုရှင်နေတဲ့နေရာကဂျဟငန်ယုံမှာသွားပြီးတော့မိမိရဲ့အလုရှင်အစ်စ်ကနေပြီးတော့သူ့ရဲ့စာရွက်စာတမ်းတွေနဲ့အတူတူမိမိရဲ့စာရွက်စာတမ်းတွေ passport visa ဝတ်ပါမစ်နေလစ်စာရွက်တွေယူပြီးတော့ဂျဟငန်ယုံကိုသွားရပါမယ် တွားပြီးတော့ဘာလုပ်ရမလဲဆိုတော့ပတ်ပုံခေါမွန်လို့ခေါ်တယ်ကျွန်တော်တို့မိမိတို့ရဲ့အချက်အလက်ဂျဟာငံယုံရဲ့ level ထဲကဒီ level ဆိုတာကတော့ system ပေါ့နော်ဒီကျွန်တော်တို့ကိုတတန်းတိုးပေးမဲ့စင်းစရားတွေလောက်ထားတယ်ဂျဟာငံယုံရဲ့ website ထဲကသူတို့ computer တွေရဲ့စရင်းနေမှာလက်ရှိအလုပ်ရှင်အသည့်ရဲ့ခေါမွန်လို့ခေါ်တဲ့အချက်အလက်တွေကိုတွားပြီးတော့ပြောင်းရမယ်တထင်းနာမည်ပြောင်းရမယ်ပေါ့နော်ကိစ္စတွေကိုတွားလို့ရမှာဖြစ်ပါတယ်အဲ့တော့အထူးအောက်ဆုံးနဲ့เนาะ အလုတ်ပေးနိုင်ဆုံးကိုညွှန်ပြပါဆိုလို့ရှိရင်တော့ဗန်ငါးတန်းလိုင်စင်ကင်ဆောင်တဲ့ဘော်နော်ကျော်ယုံတွေကိုဆက်သွယ်ဖို့အကြံပေးခြင်းပါတယ်။သူတို့တွေကကြတော့အများနဲ့လောက်တာဖြစ်တဲ့အတွက်ဂျဟန်ငန်ယုံတော်တော်များများကိုသူတို့ကဝင်ဆန့်တယ်နော်။ပြောမှဆိုလို့ရှိရင်ဆက်သွယ်ရေးကိစ္စတွေမှာသူတို့တွေကပို့ပြီးတော့ဟိုအထီးတွေ့များတာဖြစ်တဲ့အတွက်ရင်းနှီးမှုတွေများတယ်။လုပ်ငန်းဆောင်ရွက်တဲ့နေရာတွေမှာပို့ပြီးတော့မြန်ဆန်လိမ့်မယ်ပေါ့နော်။ ဟိုမိမိကိုယ်တိုင်တတိကရောသွားလို့မရဘူးလားဆိုရင်တော့ရပါတယ်ဒါပေမဲ့ဂျဟန်ဂန်ယုံကပေးတဲ့အချိန်တို့လုတ်ပေးမဲ့အချိန်တို့လုတ်ပေးတဲ့အကာမတာလင်ကျွန်တော်တို့ဒီကိစ္စတွေကမြန်ဆန်မှာဖြစ်ပါတယ်သို့မဟုတ်ရင်တော့ဘယ်နေ့ရချင်းယူဘယ်နေ့အီးမေးပို့မယ်ဘယ်နေ့စာရဆာလန်လာပို့အဲ့လိုမျိုးတွေလုပ်ရမှာပေါ့နော်ဒါမဲ့လွယ်သလားဆိုတော့လည်းအရန်လည်းမလွယ်ဘူးခတ်သလားဆိုရင်လည်းအရန်လည်းမခတ်ပါဘူးဒါကြောင့်မလို့တက်တန်းတိုးမဲ့အဖွဲတွေမိမိတို့အနေနဲ့ လက်ရှိမှာတက်တန်းတိုးဖို့အတွက်ကိုနေလေးကင်ဆောင်ပြီးတော့စောင့်နေတယ်ဆိုတဲ့သူတွေအစိုးရကလည်းအခုဆိုရင်ရပ်ပောင်းဟိုဖြေလျှော့ထားတာနောက်ထပ်အချိန်ပေါင်းအားဖြင့်6လလောက်တက်တန်းတိုးပေးလိုက်တယ်ပေါ့နော်အဲ့တော့2025ခုနှစ်ကျွန်တော်တို့6လပိုင်း14ရက်ကနေပြီးတော့เนาะ2026ခုနှစ်เนาะဖေဖော်ဝါရီလ23ရက်နေ့အတွင်းကျွန်တော်တို့အပီးလောက်ရမယ်ဆိုပြီးတော့เนาะ ဝဘာမင်တန်တိုးရင်းကိစ္စတွေနော် calling visa လို့ခေါ်တဲ့သွက်လုံးသားဗီဇနော် visa တန်တန်တိုးတဲ့ကိစ္စဗီဇထုတဲ့ကိစ္စတွေကိုအချိန်ဖြတ်ထပ်တိုးပေးလိုက်တယ်အခုတော့လုံးလို့ရပါလားဆိုရင်တော့မရသေးဘူးအခုချိန်ကာလမှာဘာတွေလုံးလို့ရလဲဆိုတော့ပကံစုကဖားလို့ခေါ်တဲ့ကျန်းမာရေးအာမခံလုပ်တာတွေသွက်စုကဖားလို့ခေါ်တဲ့ကျန်းမာရေးသွေးစစ်တာတွေယောဂါချောင်းမျိုးစစ်တာတွေဒါတွေလုံးဆောင်ထားလို့ရတယ်ပကံဆန်ခုံလုတ်ထားတဲ့သူတွေလည်းအတူတူပါပဲနော် တထေးပြောင်းလိုက်ပြီးအရင်တထေးဟောင်းမှာပကံဆံခုံတုံးခဲ့တယ်ဆိုလို့ရှိရင်တထေးအစ်စ်ကိုပြောင်းလိုက်တဲ့အခါမှာအဲ့ဒီပကံဆံခုံဒီတုံးလို့မရတော့ပါဘူး။နောက်ပြီးတချို့မိထားတဲ့မိကွန်ကျွန်တော်တို့ကတထေးအဟောင်းစီမှာနေတုန်းကတက်တန်းတူဖို့အတွက်ကိုကျမ်းမာရေးသွစ်စစ်ထားတဲ့ပကံတွေဝယ်ထားတယ်။နောက်ထပ်တထေးအစ်စ်ကိုရောက်သွားတဲ့အခါမှာပကံတွေထပ်ပြီးတော့လုံးရအောင်မလားပကံထပ်ဝယ်ရအောင်မလားသွေးထပ်စစ်ရအောင်မလားလို့မေးတဲ့သူတွေတခါတည်းဖြည့်ပေးလိုက်ပါမယ်။လုံးစရာမလိုတော့ပါဘူး။သွေးထပ်ပြီးတော့စစ်စရာမလိုတော့ပါဘူး။ ဒါပေမဲ့ပကန်ဆန်ကုံသမားတွေဆိုလို့ရှိရင်တော့တတိပြောင်းသွားပြီဖြစ်တဲ့အတွက်အကျုံးဝင်သေးလားမဝင်သေးလားကြဟာငန်ယုံအပေါ်မှာမူတည်ပါလိမ့်မယ်သူတို့ပြန်ပြောလာမှာပေါ့နော်အာဒါကတတိပြောင်းသွားပြီမိတ်မွန်နိုင်ကြလဲဟုတ်နော်ခေါ်မွန်နိုင်ကြမိတ်တုံးก็คือไม่สามารถใช้ได้ ต้องทําใหม่เนาะต้องตรวจสุขภาพใหม่အဲ့လိုမျိုးသူတို့ပြောလာတယ်ဆိုရင်เนาะကျွန်တော်တို့အနေနဲ့ကျန်းမာရေးတွေးဆဖို့လိုအပ်ပါလိမ့်မယ်ယောဂ6မျိုးဆေးရမယ်ပကံစုခภาพလို့ခေါ်တဲ့ကျန်းမာရေးအာမခံเนาะတစ်နှစ်စာသုံးဖို့နှစ်နှစ်စာဝယ်ရပါလိမ့်မယ်ခင်ဗျာ နော်အဲ့တော့တက်တန်းတိုးတဲ့သူတွေဘယ်အချိန်စလုံးမှလဲဘယ်တော့လောက်ရတော့မှလဲမင်းနေတဲ့သူတွေအချိန်6လဖြီချော့ပေးထားပြီဆိုတာအလုံးလဲသိပြီးသားဖြစ်မှာပါ နော်ကျွန်တော်တို့2025ခုနှစ်8လပိုင်းเนาะစက်တင်ဘာလ14ရက်ကနေပြီးတော့2026ခုနှစ်2လပိုင်း23ရက်အတွင်းမှာเนาะဝဘမေတက်တန်းတိုးတာတွေဗီဇာတက်တန်းတိုးတာတွေစတာတွေကိုအကုန်လုံးပြီးဆုံးအောင်လှုပ်ဆောင်အောင်မှာဖြစ်ပါတယ်เนาะတတိပြောင်းမဲ့သူတွေအနေနဲ့ မိမိအလုတ်ရှင်အတစ်ကနေပြီးတော့ဂျဟန်ငန်ယုံမှာပတ်ပုံခွန်မွန်အဲ့ဒါသွားလုပ်ပြီးပြီဆိုလို့ရှိရင်လုတ်ပေးပြီးပြီဆိုလို့ရှိရင်တထေးပြောင်းတဲ့ကိစ္စရပါပြီခင်ဗျာဒါပေမဲ့ဘိုင်ကျန်းအော်ဒီစာဆရန်နေလိုအပ်တဲ့ဟာတွေတထေးဟောင်းစီကယူထားဖို့တော့လိုတယ်ယူလာဖို့တော့လိုတယ်နော်တတိယဟောင်းကနေပြောလဲမပြောဘူးဒီတိုင်းပဲဘာအချက်လက်မှလည်းမပေါ့ကိုယ့်လက်ထက်မှလည်းဘာမှလည်းမရှိဘူးဒီတိုင်းပဲနေလိတောင်မရသေးဘူးတတိယပြောင်းမယ်ပါညာဆိုလို့ရှိရင်တော့အခက်ခဲတော့နည်းနည်းရှိတာပေါ့လောက်ရတာတော့နည်းနည်းလေးတိတ်မလွယ်ဘူးပေါ့နော် ုတ်ကဲ့ပါသိချင်တာလေးတွေကိုလည်းကွန်မန့်မှာမေးလို့ရပါတယ် Messenger မှာလာမေးတဲ့သူတွေကိုလည်းတခါတည်းကြိုတင်ပြီးတောင်းပန်လိုက်ပါတယ်ကျွန်တော်မှီတလောက်လက်လန်းမှီတလောက်ကိုကျွန်တော်လိုက်ပြီးတော့ဖြည့်ပေးပါမယ်အကုန်လုံးကိုမဖြည့်ပေးနိုင်တဲ့အတွက်တောင်းပန်ပါတယ်ကျွန်တော်ဗီဒီယိုလေးတွေကိုလည်းမိမိတို့အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်တငယ်ချင်းတွေကိုပြန်ပြီးတော့မျှဝေပေးပါ Like and Share လေးလုပ်ပေးပါ Copy Link လေးယူပြီးတော့တငယ်ချင်းတွေကိုရော့ဒါလေးကြည့်လိုက်ဒီလိုဒီလိုလုပ်လို့ရတယ်ဆိုပြီးတော့ပြန်ပြီးတော့ပြောပြပေးလို့ရပါတယ်ကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာတွေ့ကြတာပေါ့ကျွန်တော်ကိုအောင်ပါ